နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile ရဲ့ RP အသေး A16 ကိုကြည့်မယ်ဆိုရင်ဒီနေ့ game ထဲမှာတွေ့မြင်ရဖြစ်ပါတဲ့ RP Mission Week 1 Week 2 of Blue ဖြစ်ရမယ်ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ဖော်ပြပေးပါမယ်။ ဒီမှာကျွန်တော်တို့တော်တော်လေးကိုအမေးများတာ RP mission နဲ့ပတ်သက်ပြီးမှဗီဒီယိုတွေဘာကြောင့်မတင်တော့ပါလဲဆိုရင်မတော်တော်လေးကိုအမေးများတာရှိပါတယ်ဟုတ်ပါတယ်ကျွန်တော် RP mission နဲ့ပတ်သက်ပြီးမှဗီဒီယိုတွေအလောက်မတင်ဖြစ်ပါဘူးဗျာဘာလို့လဲဆိုတော့ RP mission နဲ့မှရှိရမယ်ဆိုရင်ပုံမှန်ပေါ့ဗျာလုံနေကြ mission တွေပဲဖြစ်ပါတယ်တအားကြီးပြောင်းလဲတဲ့ mission တွေတွေ့မြင်ရတာမျိုးမရှိပါဘူးဗျာဒီမှာကျွန်တော် mission တွေကလုံးဝတရားမှတရားပုံစံပြောင်းသွားတယ်ပေါ့ဗျာလုံးဝပုံစံအတင်းနဲ့လာတယ်ဆိုရင်တော့လုတ်ပြရအဆင်ပြေတာဖြစ်ပါတယ်အခု mission တွေကိုကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့ season တွေမှာလည်းဒီရဲ့ mission တွေတွေ့မြင်ရတာမျိုးရှိပါတယ်အခု season မှာလည်းကျွန်တော်ဒီရဲ့ mission တွေတွေ့မြင်ရ တာမျိုးရှိပါတယ်ဒီလိုမှတကယ်ချင်းတော့ပုံမှန်ဂိမ်းဆိုးသွားတဲ့ဆင်မှာဒီရဲ့မရှင်တွေကပြည့်သွားမှာဖြစ်ပါတယ်ဒါကြောင့်ပေါ့ဗျာဒီဆို RP မရှင်နဲ့ပတ်သက်ပြီးမှခုနောက်ပိုင်းကျွန်တော်ဗီဒီယိုတွေအလောက်မတင်ပေးဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့လည်းတကယ်ချင်းတချို့အနေနဲ့ RP မရှင်နဲ့ပတ်သက်ပြီးမှဗီဒီယိုတင်ပေးပါဆိုရင်ပြောကြတာမျိုးရှိပါတယ်ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်ဥမာလာမယ့် week 3 week 4တွေနဲ့ပတ်သက်ပြီးမှပေါ့ဗျာလာမယ့်ကျွန်တော် RP မရှင်အားလုံးပေါ့ဗျာဒါပေမဲ့ကျွန်တော် YouTube မှာတော့မဟုတ်ပါဘူး TikTok မှာလုံးဝလူရင်းတူရှင်တင်ပေးပါမယ်ဒါကြောင့်တကယ်ချင်းတော့အနေနဲ့ TikTok တွေပါတွေ follow မလုပ်ရသေးဘူးဆိုရင်တော့ follow လုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျာအခုတော့ကျွန်တော်ဒီမှာ week 1နဲ့ week 2ကိုတစ်ချက်လောက်ပြောကြည့်ကြည့် ည်အောင်ဗျာပထမတစ်ခု mission ကိုကြည့်ရမယ်ဆိုတော့ level 3ကြီးကဝတ်ယူမှာ classic ပွဲတပွဲနိုင်အောင်ဆိုးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာပတ်တီကိုအချိန်20အသုံးပြုပေးပါ classic mode မှာ level 3အုပ်ထုပ်ကို2ချိန်ကောက်ပေးပါပွဲဒီမှာစုစုပေါင်းမိနစ်360အချိန်ပေးပေးပါပထမအပတ်အတွက်ပြောတာဖြစ်ပါတယ် ကလစစ်မုတ်မှာဒီရဲ့ portable map ကိုအသုံးပြုမှာကိုယ့်ရဲ့ဖွဲ့တငယ်ချင်းကို၅ချိန်စေးကူပေးပါကလစစ်မုတ်မှာကိုယ့်ဖွဲ့တငယ်ချင်းနဲ့အတူ၅ဝဲဆုပ်ပေးပါကလစစ်မုတ်မှာကိုယ့်ဖွဲ့တငယ်ချင်းနဲ့အတူ flagon ကို၃ဝဲကောက်ပေးပါကိုယ့်ဖွဲ့တငယ်ချင်းတွေကို like ဆယ်ချိန်ပေးပေးပါနောက်တစ်ခါတော့ကလစစ်မုတ်ရဲ့ force tree fanland ပေါ်ပြတဲ့ event မုတ်မှာ၃ဝဲဆုပ်ပေးပါ ဂိမ်းထဲမှာ၃ရက်ဝင်ပြီပါပထမအပတ်အတွက်ပြောတာဖြစ်ပါတယ်အိမ်ထဲဝင်တာမျိုးပဲဖြစ်စီသူများအိမ်ကိုသွားလဲတာမျိုးပဲဖြစ်စီစုစုပေါင်းကျော်၅ချိန်လုပ်ပြီပါကိုယ့်အဖွဲ့တကယ်ကျ Space Game Form ရဒီက popularity တစ်ခါပို့ပြီးပါခြိုက်တဲ့ popularity ပို့ပြီးလို့ရပါတယ် Classic Mode မှာ Car Night တရေကိုတစ်ချိန်ကောက်ပြီးပါ Classic Mode Rondo မြေမှာ Stadium ဆိုတဲ့နေရာရှိပါတယ်အဲ့နေရာမှာတစ်ချိန်ဆင်းပြီးပါဒါဆိုရင်တော့ကျွန်တော်ဒီက Week 1 Mission တွေကပြည့်သွားမှာပဲဖြစ်ပါတယ်ဗျာ Week 2နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ Classic Mode မှာဒီက Android Link Series စီထူအပ်ပြည့်အောင်ကို6ပွဲကောက်ပြီးပါ Classic Mode မှာဒီကအငွေ့ဘုံ9ပွဲကောက်ပြီးပါ Classic Mode မှာစုစုပေါင်းမိနစ်60ရှင်းတယ်မိပါ ပွဲဒီမှာစုစုပေါင်းမိနစ်360အချိန်ပေးပြီးပါ week 2အတွက်ပြောတာဖြစ်ပါတယ် Iran Gal မြေပုံ Poshiki နေရာမှာဒီ Assault Rifle AR တနက်နဲ့ရန်သူ၁၀ယောက်ကိုရှင်းပေးပါ Classic Mode မှာ EKM နဲ့ရန်သူ၁၀ယောက်ကိုရှင်းပေးပါ Classic Mode မှာကိုယ့်အဖွဲ့တငယ်ချင်းနဲ့အတူ Level 3အုတ်ထုတ်ဆောင်ရီမှာ၃ပွဲနိုင်အောင်ဆို့ပေးပါ Classic Mode မှာရန်သူ၅ယောက်ကို Headshot ပစ်ပြီးမှရှင်းပေးပါ Frosty Finland ရဲ့ Event Mode မှာ Penguin Storm Movie လို့တစ်ချိန်စီးပေးပါ Game နဲ့မှာစုစုပေါင်း၃ရက်ဝင်ပေးပါ Scarlet နဲ့ Classic Mode မှာရန်သူ၁ယောက်ကိုရှင်းပေးပါ Classic Mode Livic မြေပုံမှာအဆင့်၁၀တိုးမြောက်တစ်ခါဆို့ပေးပါ ကိုဖွဲ့ငွေချင်းတဲ့အတူကြိုက်တဲ့ mode မှာတပွဲဆော့ပြီးပါ classic mode rondo မျိုးမှာတင်းလုံ garden ဆိုတဲ့နေရာရှိပါတယ်အနေရမှာကျတော့တစ်ခါစင်းပြီးပါဒါဆိုကျတော့ဒီ week 2နဲ့ပတ်သက်ပြီးမှ rp mission တွေကလည်းပြည်သွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုငွေချင်းတို့အနေနဲ့ week 1 week 2ရော rp mission တွေဘယ်လိုပြည်ရမလဲဒါနဲ့ပတ်သက်ပြီးမှကျတော့ကောင်းကောင်းနားလေသဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲငွေချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလို video ကြည့်ရှုပေးတဲ့ငွေချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ